မင်္ဂလာပါခင်ဗျာ AR ကပတ်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့စစ်ကောင်စီဘာလို့အပြစ်ရက်တလဲဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်ကျွန်တော်က AR မြန်မာပိုင်း Editor ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AR ရဲ့ Editor ချုပ်ကိုအောင်စောဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါကျော်ပါဟုတ်ကဲ့ဒီအနာသိန်းစစ်ကောင်စီကတော့ဟလာဒီ ဧပြီလ2ရက်နေ့ကနေပြီးတော့22ရက်နေ့အထိယာယီအပြည့်ရက်မယ်လို့ဧပြီလ2ရက်နေ့ညပိုင်းမှာတရားဝင် ထုတ်ပြန်ကြေညာလိုက်တာကျွန်တော်တွေ့ရတယ်ဒီမတိုင်ခင်တော့တော့ဟာဒီတိုင်းသားလက်နက်ကင်တော်လိုင်းတက်တင်တဲ့ PDF တွေကိုတိုက်မယ်လို့ကြေညာကြေညာထားတဲ့စစ်ကောင်စီကဒီဧပြီလ2ရက်နေ့မှာတက်တုပ်ရိုက်ပြီးတော့ဟာအပြည့်ရက်မယ်လို့ထုတ်ပြန်လာတာဖြစ်တယ်ဆိုတော့ဒီလို ဆုံးဖြတ်ထားတဲ့စစ်တပ်ကဘာကြောင့်တက်တုတ်ရိုက်ပြီးတော့အခုလိုကြီးညာလိုက်တယ်လို့မြင်တယ်။ဟုတ်နံပါတ်1ကျွန်တော်ပြောချင်တာကတော့ဒီ NUG ကနေပြီးတော့ပြည်ရဲရေးကိုစပြီးတော့ကြီးညာတယ်။အဲ့ဒါဒီစကိုင်းကလင်းလုတ်ပြီးတဲ့ရပ်ပိုင်းအတွင်းမှာနေ့ရက်တွေမှာဖြစ်တယ်။ဟုတ်ကဲ့။နော်။လေလုတ်ပြီးတော့နောက်တစ်နေ့မှာပဲကြီးညာတယ်။နောက်ပြီးတော့အဲ့နောက်ပိုင်းမှာလိုက်လာတာကတော့ဒီညောင်သုံးပေါ်ရဲလိုက်လာ MNDA TNL နဲ့ A ပါပါတယ်ဆိုတော့အဲ့ဒါကိုကြည့်မယ်ဆိုရင်တော့နိုင်ငံရေးကလုံးမှုယူနိုင်တာဒီဘက်ကအတိုက်ခံဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီလိုပြောတဲ့အချိန်မှာစစ်ကောင်စီကဆက်တိုက်မယ်ဆိုတဲ့လေသံကိုထွက်တယ်နော်ပြီးတော့ကျွန်တော်တို့ပြောခဲ့ပြီးပြီအခုချိန်ဒီလေကျွန်တော်တို့ဆက်ပြီး report တွေလုပ်နေတာပါလဲဆိုတော့ငင်းလှုပ်ပြီးတဲ့ငင်းကြီးလှုပ်ပြီးတဲ့အချိန်ထိအခုအချိန်ထိ ဘုံဆက်ကျဲနေတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဆိုတော့အေဗလန်တရက်နေ့မှာတော့စစ်ကောင်စီတက်တွေကနေပြီးတော့ချမ်းပြင်းနဲ့မြောက်ပိုင်းမှာတရုတ်ချက်ချင်းနေအသင်းကို convoy ကိုဒီအကူကြီးတွေတယ်လာတဲ့ကားတွေကိုပြစ်ခတ်တယ်ဆိုတဲ့တဲ့နေစထွက်လာတယ်။အဲဒါပေမဲ့စစ်ကောင်စီကပြန်ပြီးဖြည့်ရှင်းတဲ့အခါမှာတော့သူတို့ကမိုးပေါထောင်ပြီးပြစ်ခဲ့တယ်ဒါ warning shot ပဲဖြစ်တယ်။ ဆိုတော့တတိပေးပြခဲ့တာဖြစ်တယ်ဆိုပြီးတော့ဝင်ခံတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဘူဂျိုးနေဝင်ပြောခဲ့တာနဲ့လွဲနေတာပေါ့မိုးထောင်ပြစ်တယ်။မိုးဘောထောင်ပြစ်တာပေါ့။မိုးဘောထောင်ပြစ်တယ်ဆိုတော့စစ်တပ်ကမိုးဘောထောင်ပြစ်ဘယ်တော့မှအတက်ပဲပြစ်တယ်ဆိုတာမျိုးပေါ့နော်။ဆိုတော့နောင်ချိုမျိုးနီးကအုံမတိရမှာဖြစ်ခဲ့တယ်လို့ဟာစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်ကထွက်ပြီးဝင်ခံတာကျွန်တော်တွေ့ရတယ်။အဲ့လိုဖြစ်ပြီးသိမ့်မကြခင်မှာပဲ။နိုင်ပိုင်းအတွင်းမှာမတူနိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကအကူအညီပေးတဲ့အဖွဲ့တွေရဲ့လုံခြုံရေးကို တာဝန်ယူဖို့စစ်ကောင်စီပြောကြားတာကျွန်တော်တို့တွေ့ရတယ်။တိတ်မကြခင်မှာပဲရန်ကုန်ခြေဆက်တရုတ်တမတ်တရုတ်တမတ်ကြီးကနေပြီးတရုတ်တမတ်ကြီးကနေပြီးတော့နေပြီးတော့မှရှိတဲ့မြန်မာနိုင်ငံတိုင်းဝန်ကြီးဌာနကအကြီးအကဲကိုသွားတွေ့ခဲ့တယ်။ကျွန်တော်တွေ့ရတယ်။ဒါတွေကိုကျွန်တော်တွေ့တဲ့အချိန်မှာပဲနိုင်ငံတကာကဒါနဲ့ပတ်သက်ပြီးစိတ်မေစာကြည့်နေတဲ့အချိန်မှာပဲအစစ်ကောင်စီကနေပြီးတော့180ဒီဂရီအပြောင်းလဲပုံတော့ဘာလဲဆိုတော့ဒီ နာကိုကြောက်ခပြောသွားတဲ့ဒီယာယီအဖြစ်ခက်ရဲ့ဆဲရေးဆိုတော့ကြီးညာသွားတာကိုကျွန်တော်တို့တွေ့ရတယ်။ဘသူတွေကအကြံပေးခဲ့တယ်လဲ။ဆိုရဲစိတ်မသာဖို့ကောင်းပါတယ်။တရား80ဒီဂရီပြောင်းသွားတာပေါ့နော်။ဒါရန်ကုန်မှာရှိတဲ့တန်တမန်တွေကြားထဲမှာရောမြမရေးလေးလာသူတွေကြားထဲမှာရောအဲ24နှစ်အတွင်းမှာဖြစ်ခဲ့တဲ့အပြောင်းလဲတစ်ခုဖြစ်ပါတယ်။စိတ်မသာဖို့ကောင်းဒါပေမဲ့သူတို့ထုတ်ခဲ့တဲ့ဒီ ceasefire နဲ့ပတ်သက်တဲ့သူတို့ရဲ့ statement ကိုဖတ်ကြည့်မယ်ဆိုရင်စိတ်မသာဖို့ကောင်းတာကျွန်တော်တွေ့ရမှာဖြစ်တယ်။ ဆိုတော့ तू อ่ะဒီထုတ်ပြန်ခြင်းเนี่ยပတ်သက်ပြီးတော့အကြောင်းပြတာကတော့လာဒီပြည်သူလူထုတွေကိုငလင်တန်ခံနေရတဲ့ပြည်သူလူထုတွေကိုစာနာတော့အဖြစ်လာဒီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဆောင်နိုင်ဖို့အတွက်ဆိုပြီးတော့ဒီယာယီပြက်ခတ်ရယ်ဆယ်ရေးလောက်တာပေါ့လေဒါမှမဟုတ်နှောင်ကြိုးတွေပါတယ်နောက်မှာအဲနှောင်ကြိုးတွေကဘာတွေလဲဆိုတော့လာဒီစစ်တပ်ရဲ့တက်စခန်းနေဌာနချုပ်တွေကိုဒီတော်လိုင်းရေးတက်တွေတိုင်းသားလက်နက်ကိုင်တက်တွေရပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်မဲ့ဆိုရင် ။အဲနောက်တစ်ခုကကြတော့လာအင်အားစုဆောင်တာတွေ၊နေမြေချဲ့ထွင်တာတွေလုပ်ခဲ့မယ်ဆိုရင်လာဒီစစ်တပ်အနေနဲ့ဒီပြည်သူလူထုကိုကာကွယ်ရဲဆိုပြီးတော့အကြောင်းပြချက်နဲ့ပေါ့လေ။ဒီတိုက်ခိုက်ဟိုပြန်တိုက်တာတွေလုပ်ရမယ်ဆိုပြီးတော့ဒီနှောင်ကျိုးတွေကိုဖွဲ့ပြီးတော့ရေးထားတာကိုကျွန်တော်တွေ့ရတယ်။ဒါအပြင်အရေးကြီးတဲ့အချက်ချက်ကပါလဲဆိုတော့အရင်တော့ကလည်းဒီလိုမျိုး ceasefire ဖိတ်ခေါ်မှုမျိုးကိုသူတို့ကပဲစပြီးတော့22နှစ်ချိန်လုပ်ခဲ့တယ်ဆိုတာထွက်ပြောတယ်ဆိုတော့အဲ့ဒါအဲ့ဒါလည်းအရေးကြီးတဲ့အချက်တစ်ချက်ပေါ့နော်ပြောချင်တာကတော့သူတို့ဒီတစ်ခေါက်မှသူတို့လုံးမှုမယူနိုင်ခဲ့ဘူးသူတို့အရင်လိုပဲ migrate နဲ့အောင်မယ်ဆိုပြီးသူတို့ပြောခဲ့တာဆိုတော့ဒီဟာကိုသူတို့ကအခုပြန်ပြီးတော့ပြန်ပြောရတာဒီလိုမဟုတ်ပါဘူးကျွန်တော်တို့ကရင်တော့တော့ဒီလိုဖိတ်ခေါ်မှုမျိုးတွေရှိခဲ့ပါတယ်ဆိုတော့သူတို့ကကျွန်တော်ပြောခဲ့တော့တွေ့ရတယ်ပေါ့နော်ဒါပါပဲဆိုတော့ရင်တော့ ဒီ NCA လုပ်ငန်းစဉ်မှာကျွန်တော်တို့မိခဲ့တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ report တွေအများကြီးလုပ်ခဲ့ရတယ်အဲ့ထဲမှာထက်တလဲလဲဖြစ်ခဲ့တဲ့ပြဿနာတွေတဲ့မှာလဲအဲ့ဒီအပြစ်ခတ်ရစဲကိစ္စပဲတကယ်လို့နေမြေတွေမှာပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ရင်ဘလို့ဖြေရှင်းမလဲမဖြစ်အောင်ဘလို့လုပ်မလဲဆိုတော့ GMC တို့ဘာလို့ဖွဲ့ပြီးတော့လုပ်ခဲ့တာရှိရဒါပေမဲ့အဲ့ဒီဟာတွေကတကယ်တမ်းကျတော့တကယ်စာချုပ်နဲ့နှစ်ဖက်ချုပ်ပြီးလုပ်တဲ့ဟို ceasefire တွေတောင်အများကြီးပြတ်ခဲ့တာတကယ်တမ်းအလုံးမတွင်တာတွေအများကြီးကျွန်တော်ကြုံခဲ့တာရှိတယ်ပေါ့လေ တော့ဒီဟာကတော့တစ်ဖက်သက်နှစ်ဖက်ကဒီကိုအတိနဲ့ကိုတစ်ဖက်သက်အပြည့်ရက်တဲ့ကိစ္စတွေဆိုရင်ပို့ပြီးတော့စိုးနိုင်တယ်ဆိုတဲ့သုံးသက်ချက်တွေတော့ကျွန်တော်တွေ့နေရတာပေါ့ဆိုတော့နောက်တစ်ခုကကြာတော့ကျွန်တော်တင်တာတော့ဒီ cease fire ကဒီ earthquake ကြောင့်ငလင်ကြောင့်ဖြစ်တာငလင်ကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် very fragile ပေါ့နော် fragile ဖြစ်တဲ့ဆိုတော့တကယ်လို့တိတ်ပြီးခြေခြေခံနိုင်မယ်လို့မထင်ပါဘူးတိတ်လည်းမထင်ဘူးပေါ့နော်ဟိုပြတ်သွားနိုင်တာမျိုးတွေ့ရတာပေါ့ ဟုတ်ကဲ့ပြတ်သွားနိုင်ဆိုအခုလက်ရှိဖြစ်နေတာကိုကြည့်မယ်ဆိုလို့ရှိရင်ဟလာစစ်ကောင်စီကဟလာဒီယာယီပြစ်ခတ်ရဲစဲရေးကိုဧပြီလ2ရက်နေ့ညပိုင်းမှာတက်တုပ်ရိုက်ပြီးကျင်းညားတယ်ဒါပေမဲ့အဲ့ဒီညမှာပဲကချင်ပြည်နယ်မှာစပြီးတော့ဘုံကျဲတယ်ဗမော်နဲ့ဝိုင်းမော်မှာနိုင်ပိုင်းကြာမှာပဲဘုံကျဲတယ်ဗောလေနောက်တစ်ခုကကြတော့ဒီစကိုင်းတိုင်းအင်းတော်ဒေတာမှာလည်းအဲ့လိုဘုံကျဲတာရှိတယ် တော်တော်လေးကိုကချင်မှာဆိုတော်တော်စူးစူးဝါးကျဲခဲ့တာရှိပါတယ်။အာ။ဆိုတော့ဒါကတော့ဟိုတစ်ဖက်ကပြန်ပြောတာကတော့အရင်ဆုံးသူ့ရဲ့ဒီယာယီပြက်ခတ်ရဲ့စေယိုသူ့ပူရန်အရင်ဆုံးချိုးဖောက်တယ်ဆိုတော့ပြောဆိုချက်တွေကျွန်တော်တို့ရထားတာပေါ့လေ။သူကတော့ကျွန်တော်တန်းစီးစပိုင်ကိုသူထည့်စဉ်းစားတဲ့ပုံစံမရှိပါဘူး။သူကတော့ဆက်ပြီးတိုက်ရမယ်ဆိုတော့ပုံစံပေါ့နော်။အဲ့လိုမျိုးပဲကျွန်တော်ကတော့ကျွန်တော်တော့အဲ့လိုပဲထင်တယ်။ ဒီနှစ်ဖက်စလုံးကနေပြီးအပြစ်ခက်ရစေးကြင်ညာတာကိုတချို့ကတော့နည်းနည်းရင်ခုန်ကြတာကျွန်တော်တွေ့ရတယ်။နိုင်ငံတကာကပြောတာပါ။ကြိုဆိုကြတာကိုကျွန်တော်တွေ့ရတယ်။ဒါပေမဲ့အချိန်နဲ့မှာပဲကျွန်တော်တို့ဒီနေ့ထပ်ပြီးတော့ဒီဒီစကားဝိုင်းမှာထပ်ပြီးကာဗာလုတင်တာတခုကပါလဲဆိုတော့အခုမန္တလေးရဲ့စကားရင်နေပြီးတော့မှရှိတဲ့ဒီအပြည့်စီထိခိုက်သေးဆုံးမှုတွေပေါ့နော်။အဲ့ဒါ update တွေကြည့်မယ်ဆိုဒီနေ့ကြာတာပရိနေ့အထိဟဟလာကျွန်တော်တို့သိထားတာကသေဆုံးသူက3085ဦးဖြစ်သွားပြီ။ တန်ရသူက4000 4000 955ဦးရှိတယ်။ပျောက်ဆုံးသူက3000ကျော်ဖြစ်သွားပြီ။ဆိုတော့ဒီကိန်းကနန်းစင်းဒီဒီတက်ပို့ပြီးတော့နှစ်ဆလောက်များနိုင်တယ်လို့ကုညီကယ်ဆယ်လုပ်နေတဲ့အုပ်စုတွေကပြောကြတာတွေ့ရတယ်။ဒါဒီအခုလက်ရှိစင်းရလည်း April 3ရက်နေ့ထိစင်းရမရှိသေးဘူး။ဟုတ်တယ်။အဲ့တော့ကယ်ဆယ်ရလည်းမလုံးတော့ဘူး။ပေးမိပေးမိပေးမိနေသူတွေကလည်းအများအပြားရှိတယ်။ စကိုင်းဘက်ကိုကြည့်မယ်ဆိုစကိုင်းမြို့ပေါ်လို့တခြားနေရာတွေမှာ access ပေါ့နော်ကျွန်တော်တို့ဒီနေရာတွေရသွားနိုင်မယ်သွားနိုင်မယ်ကေဇဲကူညီကူညီကေဇဲအဖွဲ့တွေရဲ့အားရကုတီမြောက်ရှိသေးတာကိုကျွန်တော်တို့တွေ့ရတယ်။အဲကြောင့်တည်ဆုံးသွားအနည်းဆုံး9000 6000 9000လဲဖြစ်နိုင်နေလို့ EV မှာတော့ခံမှန်းနေကြတာရှိပါတယ်။အဲ့လိုအချိန်မှာပဲခုနကပြောသွားတဲ့ဘုံနေဆက်ကျဲနေတယ်ဆိုတဲ့ကိစ္စပေါ့နော်။ဘုံကျဲတာတပိုင်းပေါ့နော်။ဆိုတော့ဒီဘက်ကဟို ceasefire ချိန်ညားတယ်ဆိုတဲ့အဖွဲ့တွေကစား ျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီငွေလေးမတန်းခင်တရက်လို့မပြန်ကြည့်မယ်ဆိုရင် KN ရဲ့အနေထားကိုကြည့်မယ်ဆိုကျွန်တော်တို့အာဘမောတွေ့ရတယ် KND ရဲ့အနေထားကိုကြည့်မယ်ဆိုကျွန်တော်ဘောလဖက်ကိုတွေ့ရတယ်ခုနောက်ဆုံးတိုက်နေတဲ့ AA ရဲ့အနေထားကိုကြည့်မယ်ညောင်ကျိုးကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့နေရာတွေမှာပြန်ကြည့်မယ်ဆိုရင်အစစ်ကောင်စီရဲ့တက်တွေကိုဒီဘက်ကပို့ပြီးတော့အသာစီးရနေတဲ့အနေထားတစ်ခုလို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ဟုတ်လားဆိုတော့ဆိုတော့တစ်ဖက်ကလည်း ်သူကနိုင်ဂျီရှိနေတဲ့ကာလတခုတစ်ဖက်ကလည်းရှုံးဂျီရှိနေတဲ့ကာလတခုချွတ်တောင်ကုန်းနေပေါ်မှာဆိုရင်လည်းကျွန်တော်တို့ကြားတာဘောလခဲမှာဆိုတော့ထွက်ပြေးတာမျိုးတွေကျွန်တော်တို့စစ်တဖက်ကဆက်ပြေးတယ်ရေးပါတဲ့စကန်တခုကိုတိမ့်လိုက်တာတိမ့်လိုက်ဆိုတော့သူကတစ်ဖက်က G6 ဘက်လိုကျင်ညာတဲ့အခါမှာနိုင်ငံရေး6ဘက်ကျင်ညာပြီမဲ့တကယ်ပဲနှစ်ဖက်စလုံးက6ဘက်လောက်ချင်တယ်လားဆိုတာဖေဖော်တခုဖြစ်နေတာပေါ့ဒါလည်းပြောစရာရှိပါတယ်ဘာကြောင့်လဲဆိုတော့ဟာဒီတနိုင်ငံလုံးမှာစစ်တပ်ကစစ်ဆိုင်ထားရတဲ့အခြေအနေဖြစ်တယ်နောက်တစ်ခုကဒီတက်တွေအကုန်လုံးကလည်း နှစ်ဖက်လုံးကမောင်းတင်ထားတဲ့အခြေအနေပေါ့လေဆိုတော့ဒီလေဒီလိုအခြေအနေမျိုးရဲ့နောက်တစ်ခုကဒီတော်လိုင်းတက်တရားအရင်တော့လည်းမဟုတ်ဖ ೇನೆ မှာနေမြေဆိုးမှုမှုတွေအများကြီးရထားတယ်တက်ကို11တက်ညှစ်ထားတဲ့အခြေအနေမျိုးရောက်နေတဲ့အခြေအနေမှာဒီလိုဒီငလင်ကိစ္စကဖြစ်ပေါ်လာတယ်ဗောလေဆိုတော့ဒီလိုအခြေအနေမျိုးကြီးမှာဒီတော်လိုင်းတက်ဒီဘက်ကရောငလင်ကြောင့်သာခိတရက်ပေးလိုက်တယ်ဆိုပေမဲ့ ရေရှည်ရက်ပေးမှာလားဆိုတော့မိကွန်းကတော့ရှိတာပေါ့ပြောရရင်တော့ဒီရင်တော့တောင်ပေါ်တက်ပြီးတော့လက်နက်ကန်ရန်ကားတဲ့မြန်မာစစ်တပ်ကဗမာစစ်တပ်ကဒီနေ့ဒီချိန်မှာတော့သူတို့ထွက်ပြေးနေရတဲ့ကာလလေဒီတစ်ခေါက်တောင်ပေါ်တက်လာပြီဆိုရင်တော့သူတို့တောင်ပေါ်နဲ့မောင်းချတာတိုင်းတော်တက်ပြီးဖြစ်သွားတာပေါ့ဆိုတော့ဒီအပြောင်းလဲဒီ shift တစ်ခုမှာအခုစကိုင်းငလင်ဖြစ်တယ်ပေါ့နော်ဆိုတော့တောင်ပေါ်ကနေပြီးတော့တိုင်းသားကောင်းဆောင်နေကုန်တော့ဒီအဖြစ်အပျက်ကိုကြည်နေတဲ့ကာလလဲ ဖြစ်တယ်လို့ပြောလို့ရပါတယ်တကယ်တော့အပြည့်ရက်ဖို့ကိစ္စအပြည့်ရက်ပြီးတော့ဆွေးနွေးကြဖို့ဆိုပြီးတော့မြမအရေးကိုဖြေရှားကြဖို့ဆိုပြီးတော့ချို့နိုင်ငံတွေကစောပိုင်းတွေကလေပြေသွေးပြီးလမ်းကြောင်းခဲ့ကြတာရှိတယ်ဆိုတော့အထူးသဖြင့်တော့အိန္ဒိယနိုင်ငံကြီးတွေပေါ့သူတို့ကဒီမြမပြည်အခြေအနေနဲ့ပတ်သက်ပြီးသူတို့ဘာတွေလိုလားနေလဲဘာတွေလိုချင်နေလဲဒီအနေနဲ့ပတ်သက်ပြီးလဲဆွေးနွေးပါအောင်ဟုတ်ဆိုတော့အခု BIMSTEC စီဝေးကိုစစ်ကောင်စီကောင်းဆောင်လာတယ် ဟလာတက်ကြလှုပ်ရှားသူတွေကန့်ကွက်တယ်မြန်မာအဖွဲ့အစည်းတွေကန့်ကွက်တယ်ထိုင်းတည်းဒီတိုင်းမှာတခါထိုင်းမှာရောပြီးကန့်ကွက်တာတွေရှိတယ်ထိုင်းဆိုရှယ်မီဒီယာတွေမှာကြီးမဲ့ဆိုရင်လည်းဟလာဒီအခုဒီစစ်ကောင်းဆောင်ဘာလို့ဖျက်ရတာလဲဆိုတော့အသံညညနေတော့ကျွန်တော်တွေ့ရတယ်ပြည်တော်ထိုင်းထိုင်းပြည်သူတွေကဒီကွမန့်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ထိုင်းပြည်သူတွေကမြန်မာပြည်သူတွေနဲ့အများစုတူနေတာကိုကျွန်တော်တွေ့ရတယ်သူပြည်တော်80%ခန့်တော့တူတာကိုကျွန်တော်ဘာကြောင့်လဲဆိုတော့ ိုရဲစကားနဲ့ပြောမယ်ဆိုရင်သူလာမဲ့သူခီးစင်နဲ့ပတ်သက်ပြီးတော့ထိုင်းပြည်သူတွေကမလိုလားဘူးဒီသူလာမဲ့ခီးစင်တွေအကြောင်းအောက်မှာဖက်လိုက်မယ်ဆိုလို့ရှိရင်ဒါလူတက်ကောင်ရာဇဝတ်ကောင်ကိုငါတို့နိုင်ငံကလက်ခံမှာလားကဘာကြီးကတော့လက်မခံနဲ့ဒီရာဇဝတ်ကောင်ကိုငါတို့ထိုင်းကဘာဖြစ်လို့လက်ခံတာလဲဆိုတာတွေပြောတာတွေရှိတယ်နောက်ဒီငလင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအလူကူညီပေးဖို့ပြောတဲ့အချိန်မှာဆိုလို့ရှိလေရှင်လဲလား ီစစ်ကောင်းဆောင်ကသူ့ပြည်သူတွေကိုတတ်ဖို့အတွက်ကြတော့ budget ရှိတယ်လက်နက်ရှိတယ်ဟာဒီသူ့ပြည်သူတွေကိုအသက်ကယ်ဖို့မှာ budget ကိုမရှိဘူးဆိုတာဘာသဘောလဲပေါ့နော်တရားတွေဝိုင်းပြီးတော့သူ့ပြောကြတာပေါ့လေမကြခင်နိုင်ပိုင်းအတွင်းမှာပဲသူ့ကိုထိုင်းနဲ့မြန်မာတွေကဒီထိုင်းနိုင်ငံလက်ခံတဲ့ကိစ္စကိုဆန္ဒပြဖို့ဆိုတဲ့သတင်းကိုကျွန်တော်တို့ကြိုရတာရှိတယ်ပေါ့လေဆိုတော့အဓိကတော့ bimstack ကိုလာတာဒီပိုင်းပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာတရုတ်တိုင်းပြည်ကကျွန်တော်တို့ပဲပြောလို့ရမှာလားပေါ့နော် ဆိုတော့ဒီ beam step တိုင်ကြီးလေးမှာပဲကျွန်တော်ဒီ earthquake ဖြစ်တယ်အာငလင်ကြီးလို့တယ်စကိုင်းမှာပေါ့နော်ဆိုတော့ဒါကြောင့် time မှာလဲထိခိုက်မှုတွေရှိခဲ့တယ်ဟဲ့ဆိုတော့တရားတွေသူတို့တွေကိုလည်း wake up call ပေါ့သူတို့ကိုလည်းလုံနိုးလို့ဖြစ်သွားစေတယ်မြန်မာပြည်ရဲ့အရေးကိစ္စတွေကို တို့စိတ်ဝင်စားလေ့လာတာတွေဆွေးနွေးကြတဲ့ social media မှာ discuss ထုတ်တာတွေကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ BIM set ကိုလာတဲ့အခါမှာ ASEANMP ဒီ ASEAN မှာရှိတဲ့ဒီအမှတ်တရစာကန့်ကွက်တာတွေလည်းရှိခဲ့တယ်။အဓိက point ကတော့ကျွန်တော်မြင်တာတော့ BIM set ကိုလာတဲ့အခါမှာသူ့ legitimacy သူ့လိုချင်နေတဲ့ legitimacy မပေးဖို့ဆိုတဲ့ကိစ္စပေါ့နော်။သူ့ကိုအတိမမပြုတ်ဖို့ဆိုတဲ့ကိစ္စပေါ့။အတစ်ချိန်တည်းမှာလည်းမျိုးကွန်းတစ်ခုကပါလဲဆိုတော့သူ့ပဲဖိအားတဲ့အခါမှာ ဒီနေ့ဒီချိန်မှာတောင်လိုင်းရဲ့အဖွဲ့တွေကနိုင်ခဲ့ပြီဆိုရင်သူ့ဥစားတောင်လိုင်းရဲ့အဖွဲ့တွေရောက်လာမလားပေါ့ဒါပေမဲ့ဒီချိန်မှာ तू ကပဲဒီလူသက်ကောင်ကပဲလာတယ်ဆိုတဲ့ကိစ္စပေါ့စစ်ရောက်စစ်ကောင်ကပဲတက်လာတဲ့ဆိုတဲ့ကိစ္စပေါ့ဟလာဒီအာဆီယံနိုင်ငံတွေထဲမှာရောထိုင်းနိုင်ငံထဲမှာရောကိစ္စမကျင့်သက်ဘူးဆိုတဲ့ကိစ္စပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီနေရာမှာလည်းတရုတ်တို့အိန္ဒိယတို့ဒီဘင်းစက်ကအဖွဲ့ဝင်တွေဖြစ်တဲ့တို့အိန္ဒိယတို့ထိုင်းတို့ကနေပြီးအခုဖြစ်နေတဲ့မြန်မာအရေးကိစ္စမှာ ဒီစစ်ကောင်စီကနေပြီးတော့တို့လိုချင်တဲ့ဟာဘယ်လိုဖိအားပေးမလဲတဏမန်ကြီးရဘယ်လိုဆွဲဆောင်မလဲဆိုတဲ့ကိစ္စတွေရတယ်ကျွန်တော်တို့စဉ်းစားရမယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ခုမိုဒီအိန္ဒိယရဲ့အစိုးရဝန်ကြီးချုပ်အာမိုဒီကနေပြီးတော့စစ်ကောင်ဆောင်နဲ့တွေ့မယ်။တရားတွေ့ဆိုမှုအစီအစဉ်ရှိတယ်။အဲ့ဒီကိစ္စတွေမှာအခု ceasefire ကိစ္စတွေပြီးတော့တမ်းပြပြန်လဲဒီဆော်ရဲကိစ္စတွေလည်းပါမယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်။ reconstruction ကိုပြန်လဲဒီဆော်ရဲကိစ္စမှာနေဘောကိုကြည့်မယ်ဆိုရင်ဖြစ်ဖြစ် ဟေဒီကိုကြည့်မယ်ဆိုမှဖြစ်ဖြစ်ဒေါ်လာဘီလီယံနဲ့ဘီလီယံနဲ့ချီပြီးသူတုံးခဲ့ရတာဖြစ်တယ်အဲ့ပလတီဆိုရကိစ္စတွေကလည်း10နှစ်15နှစ်20လောက်ကြာတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ဆိုတော့ဒီနိုင်ငံတွေကဒီဥမာအိန္ဒိယတို့တရုတ်တို့ကသူတို့ရဲ့ leverage ကိုသုံးကျင်တာပေါ့နော်ဆိုတော့အိန္ဒိယတရုတ်ကိုကြည့်မယ်ဆိုရင်တရုတ်ကပိုပြီး leverage ရှိတယ်ဘာကြောင့်လဲဆိုတော့ BRI လို့ခေါ်တဲ့သူ့ရဲ့ project ဒီစီမံကိန်းတွေကမြန်မာပြည်ထဲမှာအများကြီးရှိတာကျွန်တော်တွေ့ရတယ်။ဆိုတော့တရုတ်ကပို့ပြီး political အရ weight ပို့ပြီးတော့ ကြီးတယ်လို့ကျွန်တော်တို့ပြောလို့ရတာဒါကြောင့်လဲ C file ကိစ္စတွေမှာနောက်180 degree 180 degree ပြောင်းသွားတဲ့ကိစ္စတွေမှာမတုပ်ခဲ့ပါပါတယ်တုပ်ခဲ့ pressure တွေပါတယ်လို့ပို့ပြီးတော့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဒါကြောင့်လဲဒီအခုပြောတဲ့ temporary C file လို့ခေါ်တဲ့ယာယီအပြည့်ခတ်ရဲ့ဆဲရံနေဘယ်ဆင့်ဆက်သွားမှာလဲနောက်တစ်ဆင့်ကပါလဲဆိုတဲ့ကိစ္စကျွန်တော်မြင်တာကတော့အခု စကိုင်းငလင်ကြီးနောက်မှာနိုင်ငံရေးအသွင်ပြောင်းလဲမှုတွေကဘာလဲဆိုရဲကိစ္စလို့ကျွန်တော်တော့ထင်ပါတယ်အဲ့ဒါတွေကိုသူတို့မျောလင့်ပြီးတော့သူ့ကိုဖိတ်တယ်သူနဲ့စကားပြောတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကဒီဒါတွေနဲ့ပတ်သက်ပြီးဘာတွေရမှာလဲ ceasefire ဘလို့အမြတ်ထွက်မှာလဲ ceasefire ဘလို့အဖတ်တင်မှာလဲဆိုရဲကိစ္စလဲပိုအရေးကြီးတယ်ကျွန်တော်ထင်ပါတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ခုနကကွန်ဆော်ပြောသလိုမျိုးပေါ့နော်နိုင်ငံတကာမျောလင့်ချက် ဖြစ်တဲ့ဒီငလင်းအနေပြီးတော့လာဒီနိုင်ငံရေးပြောင်းလဲတွေဖြစ်မှာလားညဉ့်ဉန်ရေးဆွေးနွေးမှုတွေဖြစ်လာမလားဆိုတာထက်လာလက်ရှိဖြစ်နေတဲ့ငလင်းကဲနိုင်ငံတကာကနေပေးနေတဲ့ငလင်းကဲဆယ်ရေးပစ္စည်းတွေအကူအညီတွေကိုတကယ်ကြုံနေရတဲ့ပြည်သူတွေလက်ထဲရောက်ပါမလားဆိုတဲ့စိုးရိမ်ချက်ကအရင်ဆုံးဖြစ်နေတာပေါ့လေဒါပေါ့အဲ့ဒါပို့ပြီးအရေးကြီးတယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့အခုအသက်ကယ်ဖို့အတွက်ကျွန်တော်တို့အချင်းတစ်ပြေးပြေးနဲ့ပို့ပြီးကျင်းလာတယ် ဆိုတော့အဲ့ဒီအဲ့ဒီအချိန်မှာစစ်ကောင်စီဘက်ကတော့ဘုံဆက်ကျဲဖို့ကြိုးစားတယ်နိုင်ငံရေးအတိုင်းပြည်မှာလည်းပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်တကယ်စစ်ရေးပြည်ဘက်ကအရန်ကိုကြီးအရန်ကိုမြင့်တက်နေတဲ့အချိန်ပေါ့နော်ကျွန်တော်တို့2008နာဂစ်ကိုပြန်ကြည့်မယ်ဆိုရင်နာဂစ်မှာအတိုင်းပြည်တကုံလုံးကညင်နေတဲ့ကာလမှာမုံတန်းတိုက်တယ်ပြင်အောင်ဝင်လာတယ်ဝင်ကူတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်မှာတော့နာဂစ်လိုပဲကြီးမားတဲ့ တဘောဘေးရနေတကူကျွန်တော်တို့လက်ရှိကြုံနေရတဲ့တိုင်းပြည်ပေါ်ပြည်သူပြည်သားတွေကြုံနေရတဲ့ကာလပေါ့ဒါပေမဲ့တိုင်းပြည်မှာတကယ်လွန်ကြီးမားတဲ့လက်နက်ကင်ပဋိပက္ခဖြစ်နေတယ်ကာလဖြစ်တယ်အများစုကလည်းဒီစစ်ကောင်စီပြုတ်ကြရေးဒီစစ်ဝါဒီပြုတ်ကြရေးတို့ပြောရရင်တော့တိုင်းသားတွေဘက်ကလေးလံနေပြောရအောင်ဗမာစစ်ဝါဒီလက်နက်ကင်အုပ်စုတစုပြုတ်ကြရတဲ့ချိုးစားနေတဲ့ကာလတခုပေါ့နော်ဆိုတော့အဲ့အဲ့လိုကာလတခုပေါ့အဲ့လိုကာလတခုမှာပြောရရင်တော့ဒီစကိုင်းငလင်းပေါ့နော် ကပြည်သူတွေရောမေးနေတာရှိတယ်။အတက်ခံတွေကလည်းမေးနေတာရှိတယ်။ပြပမြန်မာပြည်ရေးကိုလေ့လာတဲ့သူတွေကလည်းမေးနေတာရှိတယ်။ဒီစကိုင်းကလင်ကစစ်ကောင်စီရဲ့အာနောက်ဆုံးနေ့တွေလားသူ့ရဲ့မျက်နှာအဆုံးတက်ပြီလားလို့မေးနေတယ်မေးခွန်းနေတယ်ရှိရတယ်ပြရတယ်။ဟုတ်ကဲ့ပေါ်တော့ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ကို။စကိုင်းမန္တလေးကြီးပြည်ရောအတူပြီးအားလုံးကစားမှုတွေကိုကျွန်တော်တို့မြင်ရတယ်။ဒါပေမဲ့ဒါပေမဲ့ ချိန်ထဲမှာပဲသူတို့တွေနဲ့ပတ်သက်ပြီးသူမြင်ရတယ်ပေါ့နော်သူတို့တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ရန်ဝင်နေရတယ်အာချိန်မှာပဲကျွန်တော်ကမြန်မာစကားတခုကျွန်တော်တို့ကြားလို့ရရှိတယ် wondering you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  ပမာစစ်ဝါဒီအခုစစ်ကောင်စီမြောင်းလာတော့ wondering တဲ့ဒီမှာ ဝန်နင်းတဲ့သကလုံးနဲ့ယူစစ်ကောင်ကြီးကောင်းဆောင်နေတာအကန့်ဆုံးလို့အဲ့ယောဂအဲ့ယောဂကုလို့အဲ့ယောဂကုလို့ဘယ်လိုလဲဆိုရင်ဘလို့ဘလို့မှကုလို့များယောဂလို့ကျွန်တော်နဲ့တော်ရဲ့အဲ့ဒီအဲ့ဒီဝန်နင်းယူစစ်သကလုံးကကျွန်တော်တို့ပြန်သုံးအောင်ဆိုတာလို့အခုစစ်ကောင်ကြီးဆိုတော့ဒီကဗမာစစ်ဝါနေဝန်နင်းယူဝန်နင်းယူတယ်